ဇနီးဖြစ်သူကဒုတိယမြောက်ချစ်စရာသမီးလေးကိုအောင်မြင်စွာနဲ့မွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်းပရိသတ်တွေကိုအသိပေးလာခဲ့တဲ့တရုတ်ဆောင်သူထူဆန်မင်္ဂလာပါပရိသတ်ကြီးရှင်နိုင်ငံကျော်တရုတ်ဆောင်တယောက်ဖြစ်တဲ့သူထူဆန်ကတော့မြန်မာဗီဒီယိုလောကမှာဗီဒီယိုစကားပေါင်းများစွာရိုက်ကူးခဲ့ပြီးနေပရိသတ်တွေရဲ့အားပေးမှုကိုခိုင်မာရရှိခဲ့သူဖြစ်ပါတယ် ကျောဆောင်တထူဆန်ဟာအိမ်အောင်ကြပြီးနောက်ပိုင်းမှာတော့ခန္ဓာကိုယ်ဝိတ္တမှုကိုမထိန်နိုင်ခဲ့တာကြောင့်အနုပညာလောကနဲ့ခိတခဏဝေးကွာခဲ့ရပြီးနောက်ပိုင်းမှာတော့ခန္ဓာကိုယ်အတွက်ပြန်လည်ဝေးချခဲ့ကအနုပညာအလုပ်တွေကိုပြန်လည်လုပ်ကင်လာခဲ့တာလည်းဖြစ်ပါတယ်ပြည်ရဲလာပိုင်းတော်ကထုတ်လင်းပြသခဲ့တဲ့ရေစက်တို့ဒီလေတခါတရံမဆုံစည်းတာဇလန်တွဲမှဆိုရင်လေတရုတ်ဆောင်သူထူဆန်ကဥရံပဲအနေနဲ့ပအဝင်တရုတ်ဆောင်ခဲ့တာဖြစ်ပြီးပြည်သက်တွေကသဘောကျနှစ်သက်ခဲ့ကြရတာလည်းဖြစ်ပါတယ် အနုပညာလုံးတွေမှာလည်းအောင်မြင်သလိုမိသားစုဘဝကိုလည်းအောင်မြင်စွာတည်ဆောက်ထားတဲ့သူထူဆန်းကချင်းရတဲ့ဇနီးလေးနဲ့အတူတမီးဦးလေးတဦးပိုင်ဆိုင်ခဲ့ရပြီးအခုဆိုရင်တော့သူတို့ဘဝတွေကိုတတိယမြောက်တမီးရတနာလေးကလည်းထပ်မံရောက်ရှိလာခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်သူထူဆန်းကသူဘဝအတွက်အရေးပါလာပြီးတော့မိသားစုအတွက်အဖိုးမဖြစ်နိုင်တဲ့ဒုတိယမြောက်တမီးလေးရဲ့ချစ်စရာပုံရိပ်လေးတွေကိုလည်းပရိသတ်ကြီးကိုခြားပြလာခဲ့တာဖြစ်ပါတယ်။ သူတို့ဆန်ကိုချစ်ကြတဲ့ပရိသတ်တွေကလည်းအခုဆိုရင်သမီးလေးနှစ်ယောက်နဲ့ပုံမပြေဆုံးသွားပြီဖြစ်တဲ့တယောက်ဆောင်သူတို့ဆန်တို့မိသားစုလေးကိုကြည်ရင်နဲ့ဝမ်းသာကြည်နူးမှုတွေခံစားနေကြရတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့လည်းဒုတိယမြောက်သမီးလေးကိုမွေးဖွားပြီးတော့ပျော်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ရတော့မယ်တယောက်ဆောင်သူတို့ဆန်တို့မိသားစုလေးအတွက်ဝမ်းသာကုန်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။သမီးလိုပဲချော်လေးသမီးကကိုချော်နော်သမီးခေါ်တယ်နော်ရရရစီဗီဒီယိုရရဒီလား 哎呀，现在东西贵了，特别难啊！那我们啊，轮流来呢，那，我一个人就去买，那，那我们一起来，来来。 तो मैं तुम्ही पहिले उभी राहते तुम्ही पहिले उभी राहते